သွားရတဲ့အချိန်မှာအဲတိုက်ပွဲတွေတောက်လျှောက်တောက်လျှောက်ဒါကြားကနေပြီးတော့ဖြတ်တိုက်ကမျိုးခံရတဲ့ခါကျတော့ဒီကားပေါ်ကနေခုံချပြီးထွက်ပြေးတဲ့ကောင်းနေတော့ရှိတယ်ဗောနော်။အဲပြီးတော့နောက်ဆုံးဒါလာရှိုးကိုအဲကားဆက်နေစီလွှတ်လိုက်တာဗောနော်။လာရှိုးကိုရောက်သွားတဲ့အချိန်မှာအဲကားပေါ်မှာကားလေးစီးကလုံးဝအခုံမဲကျန်။မုံရွာကနေထွက်လာမဲ့ဗောနော်။စစ်ကြောင်းသွားမဲ့မုံရွာကနေထွက်လာတဲ့အဖွဲတွေကိုသူကလမ်းမှာလုံခြုံရေးယူပေးဖို့အတွက်ထွက်လာတာ။ဒါပေမဲ့အဲအဖွဲကအရင်ဆုံးကြိုပြီးတော့ပြင်းခံနေရတယ်။ င်္ဂလာပါအာကျွန်တော် လာရှိုးပေါ့လေနော်လာရှိုးနဲ့ပတ်သက်လို့အဲလာရှိုးမှာရောက်နေတဲ့တက်တည်းရဲ့အခြေအနေလိုက်စုံစမ်းကြည့်တာပါဗျာစုံစမ်းကြည့်တော့သိရတဲ့ဟာတွေလည်းရှိရရှိတယ်အဲ့ဒီထဲမှာဒါကျွန်တော်ခွန်အားဖြစ်စရာတွေလည်းပါပါတယ်ပါတယ်အဲပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဟိုဒါကဂျင်းက်ဆရာလားမဂျင်းက်ဆရာလားဖြစ်တဲ့ခန်းစားချက်မျိုးတွေလည်းဖြစ်တာပေါ့နော်အဲ့တော့အဲ့စုံစမ်းသိရှိရတဲ့အကြောင်းလေးတွေအဲကျွန်တော်ပြောပြမှာပေါ့နော်အဲ့ဒါဒါတက်တည်းပြောင်းဝင်တာတော့ရှိတယ်ပေါ့နော်ဒါတက်တည်းအားလုံးကဘာဘာဖြစ်နေလဲဆိုတော့အဲ့ သူတို့နေရမဲ့တက်တွေအားလုံးကရေမရှိမီးမရှိလောကနေရာမရှိအဲအဲ့လိုအနေထားမျိုးတွေဖြစ်နေတယ်အဲသူကအခွန်နေပဲသူတို့ရလိုက်တဲ့ပုံစံဖြစ်နေအောင်အခွန်နေအလုံးကအစ်စ်ကပြန်စားရမယ့်ပုံစံမျိုးအဲအဲ့မှာအဆိုးဆုံးနေရာတွေဘာလဲဆိုတော့တိုင်ယုံပြီးရင်တဆက်ကကိုမျိုးဆောင်တရာပေါ့နော်ပြီးရင်မ900ခွန်အဲ့တက်တွေကလောကဖွာလန်ကျဲလောကဘာမှကိုမကြံမဲနဲ့တော်တော်အခြေအနေဆိုးတဲ့နေရာမျိုးပါအဓိကတော့အဲ့နေရာတွေကလည်းအာတနင်းတက်ဖွဲ့တွေတိုက်တဲ့ချိန်မှာ အဓိကထားပြီးတော့တိုက်ခဲ့ရတဲ့နေရာမျိုးတွေဖြစ်နေတော့ဒါဒီနေရာတွေကတော်တော်လေးကိုချိန်မွားနေတဲ့အနေထားပေါ့နော်အဲ့တော့ခေါင်းကြီးကကျွန်တော်ရှေ့မှာပြောသလိုပေါ့ဗျာအမိုက်ကောက်ခဲ့ရတယ်ဆိုတကယ်ဟုတ်တယ်အမိုက်ကောက်ကရှင်းလင်းလောက်ရတာအခုချိန်ထိသူတို့အဲ့ရှေ့ပြေးအဖွဲတွေကအဲ့နေရာတွေမှာကောင်းကောင်းမွန်နေရတဲ့အနေထားမဟုတ်သေးဘူးလုံးဝရေလည်းမရမီးလည်းမရဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်နောက်ဆိုရင်အဲ့လိုမျိုးတောင်မှစဉ်းစားရမလို့ဖြစ်နေကျွန်တော်တို့ကတရားတော်တော်ကိုအခြေအနေဆိုးတယ်ပေါ့နော်ဒါလောက်ငွေသားတွေကိုစေနာမရှိတာတွေလည်းသူတို့အတွင်းထဲမှာ အဲခရက်ရိုက်နေတယ်ဗောနော်ပြီးစလွယ်ပဲဗောဗျာပြီးစလွယ်ပဲလုံးဝတခုခုဆိုရင်တို့ကိုပဲချနေနေတဲ့ပုံစံမျိုးတွေကိုအောက်ကအဖွဲတွေကတော်တော်ကိုမခံမရနိုင်ဖြစ်ပြီးတော့ခံမြင်းနေကြရဲဆိုတဲ့ဟာကိုလည်းသိရတယ်အဲ့ဒါလေအားရစရာကောင်းတယ်ဗောနော်ပြီးတော့တိုင်းမူကအခုရောက်နေတိုင်းမူကလာရှိုးမှာသူကတက်တီပြန်ထားဖို့အတွက်ကိုသူကခုနသူတို့ဆုံးရှုံးလိုက်ရတဲ့တက်တီဗောနော်အဲ့တက်တီကိုသူကတဒက်ဝင်တဒက်ထွက်လိုက်ကြည့်နေမှာလိုက်ကြည့်ပြီးသူတန်ဝေကရနေမှာဗောသိလားတက်တီအကုန်လုံးကဆုပ်ပြက်တက်ပြီးတော့အကုန်လုံးကချင်းနေစိုးနေတာဟုတ်အဲ့ကြတော့ ဩငါတိုင်းမှုဆိုပြီးတော့ငါဒီနေရာမှာကိုယ်ကဲရမဲ့ဟာကြီးကဒီလိုပါလားဆိုပြီးတော့ဖြစ်သွားအဲ့လိုမျိုးခြေနေဖြစ်နေရအလုံးဝဒါစားကြမရှိပါညာအကုန်လုံးစုတ်ပြတ်တက်ဗျာတနာဖို့တော့ကောင်းနေတိုင်းမှုဘုရားတနာဖို့တော့ကောင်းနေပါတော့အဲပြီးတော့ဒါလာရှုကသူတို့ရတယ်ဆိုတာလေဒါစနစ်ရက်ကွက်ပဲရတာရတဲ့အချိန်မှာသူကအပြင်မှာအကုန်ဝိုင်းထားတယ်ပေါ့နော်တိုင်းမှုတော့ဘာမှလုံးလို့မရဘူးပြီးရောအဲ့ဒါဒါကတော့တကယ်ကျွန်တော်ဟိုပါပေါ့နော်လုံးဝအရှုံးနဲ့အမျက်လိုပဲပြောရမလားပေါ့နော် အဲ့ဒါဂျင်းက်ဆရာတခုအနေနဲ့ပြောမယ်ဆိုရင်တော့ဒါတိုင်းမှုဆိုတဲ့ကောင်တော်ဘာမှလုတ်ခွင့်မရအောင်ဒါဝိုင်းပတ်ပိတ်ဆို့ထားရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်တရုတ်ကြောက်မှုလို့ဒါပေးလိုက်ရတယ်ဆိုပေမဲ့မြေပြင်မှာတော့ဒီလိုနေထားဖြစ်အောင်သူတို့တွေပြန်စီစဉ်ထားတာမျိုးတွေလည်းဒါသိရတာပေါ့နော်အဲ့တော့တိုင်းမှုတော့မှဘာမှလုတ်ခွင့်မရဘူးပြီးတော့ဒါ28ရက်နေ့မှာဒါအရက်ဘက်ဝန်ထမ်းတွေပြန်လာမယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့တွေ့ပြီပေါ့ဗျာမီးမရရေမရနေစရာမရှိပေါ့နော်အဲ့လိုနေထားမျိုးနဲ့အာရက်ဘက်ဝန်ထမ်းတွေဘလို့လာကြမလဲပေါ့နော်ပြီးရင်ကုန်စည်နှုန်းဈေးကြီး အဲ့လိုပုံစံမျိုးတွေနဲ့တို့ဘလို့ရင်ဆိုင်ကြမလဲပြီးရင်တို့ကြောက်လဲကြောက်နေတာကြောက်လဲကြောက်နေတယ်ဒီနေရာကြီးကိုဒီလိုအခြေအနေမျိုးကြီးနဲ့တို့ကပြန်ဝင်ရမှာကိုတို့ကြောက်တို့ကနိုင်ပြီးပြန်ဝင်တာမဟုတ်ဘူးလေဒီလားအောင်ဝဲခံပြီးပြန်ဝင်တာမဟုတ်ဘူးဗျာဒီလားတိုးရှိုးတောင်းမှန်ပြီးတော့ငါတို့ဒီနေရာလေးမှာနေပြရစီဆိုတဲ့ပုံစံမျိုးဒါတော့တောင်မှပဲတစ်ဖက်ကဖီအားကြောင့်မလို့ပေးရတဲ့အနေထားဆိုတော့ကြောက်တို့တွေကြောက်မှာပေါ့အဲ့ကြတော့ ဒီစစ်သားတွေပေါ့နော်စစ်သားတွေသူရဲ့စစ်သားမိသားစုတွေအောင်ကြောက်နေပါလေဆိုတဲ့ချိန်မှာဒီရက်ဘက်ဝင်တန်းတွေကဘာမှမလုပ်လို့သူတို့ပို့ဆိုးတာပေါ့အဲကြတော့ဒါသူတို့လာပြီဆိုတဲ့ချိန်ကဒါဒုက္ခတုခလာခံရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ပြီးတော့ဒေသခံပြည်သူကလည်းမကျေနပ်တဲ့သူတွေကအများကြီးဒီကောင်တွေကြောက်တာပေါ့အဲကြတော့ဘေးပတ်ပတ်လည်မှာလည်းဝိုင်းထားတယ်သူတို့ဘလို့အလုံးဆက်လို့ရမှာလဲဘာလဲညာလဲဒါမျိုးတွေတွေးပြီးတော့ဒါဆိုရင်ပူပန်တော့ကတွေများနေတယ်ဆိုပြီးတော့လေဒါသိရတယ်ပေါ့နော်တော့ဒါအဲ့လိုမျိုးဒါကြောက်တဲ့ဖြစ်စဉ်ကျွန်တော်တို့မသိလိုက်တဲ့ဟာတစ်ခုရှိတယ် ဲ့ဒါကျွန်တော်ရှေ့အစောပိုင်းကလာဒီဇင်ဘာလောက်မှာတဲ့ဒါလာရှိုးကိုပေါ့နော်ပြန်တိုက်ဖို့ဆိုပြီးတော့ပြည်သူစစ်တွေပါပါတယ်ပြန်တိုက်ဖို့ဆိုပြီးတော့ဒါစာကစနစ်က ကားစနစ်စင်းနဲ့လာကားစနစ်စင်းနဲ့ပေါ့နော်အင်အားတွေအပြည့်လွတ်ဖူးတယ်ပေါ့နော်အဲ့မှာဒါပြည်သူစစ်တင်တန်းစင်းနေလဲပါတယ်အဲအကားစနစ်စင်းကသူကသွားရင်းနဲ့အဲ့လာရှိုးကိုသွားရင်းနဲ့ပေါ့နော်လမ်းမှာတိုက်ပွဲဖြစ်လိုက်တိုးလိုက်ရက်သွားလိုက်တိုးလိုက်ရက်သွားလိုက်နဲ့အဲ့ပုံစံမျိုးနဲ့တော်တော်ကိုချင်းနေဆိုးဆိုးရွားနေထားမျိုးနဲ့သူတို့သွားရတာပေါ့နော်အဲသွားရတဲ့အချိန်မှာ အဲတိုက်ပွဲတွေတောက်လျှောက်တောက်လျှောက်ဒါကြားကနေပြီးတော့ဖြတ်တိုက်ခါမျိုးခံရတဲ့ခါကျတော့ဒီကားပေါ်ကနေခုံချပြီးထွက်ပြေးတဲ့ကောင်းနေတော့ရှိတယ်ပေါ့နော်ဟာအဲ့လိုမျိုးကြီးနော်ပြီးတော့နောက်ဆုံးဒါလာရှိုးကိုအဲ့ကားဆက်နေစီလွှတ်လိုက်တာပေါ့နော်လာရှိုးကိုရောက်သွားတဲ့အချိန်မှာအဲ့ကားပေါ်မှာကားလေးစီးကလုံးဝအခုံမဲကြံအခုံမဲကြံတာအဲ့လိုမျိုးတေးလိုက်အခုနကလောထွက်ပြေးလိုက် အဲ့လိုပုံစံခုံချပြီးတော့ပြေးတဲ့ကောင်နဲ့ဆိုတော့တော်တော်ကိုဖြိုဖျက်နေသားမျိုးနဲ့ရောက်သွားတာပေါ့နော်ရောက်သွားတဲ့အချိန်မှာကားလေးစီကလုံးဝအခွန်ပဲကျန်နေတယ်ဒါအစောပိုင်းကာလကျွန်တော်တို့တွေအဲ့အကြောင်းမသိခဲ့ဘူးဒါချို့တိတိကောင်းတိမှာပေါ့လေနော်ဒါကျွန်တော်တို့ပဲမသိလိုက်တာလားမပြောတတ်ဘူးအဲ့ဥစ္စာကိုတို့တွေသတင်းဖုံးထားတယ်ပေါ့နော်အဲ့မှာဖြစ်စဉ်အကြီးကဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေဖြစ်လဲဖြစ်ရောစားကစနစ်ကဒီတက်မှာမူကသူ့ကိုယ်သူအတူနဲ့ပြန်လျှော့သွားတယ်ပေါ့နော်အဆုံးချရင်သွားတယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော် သွားပြီပဲသူ့အနေထားအေးယူခံမဲ့အဆင်မဲ့ဖြစ်တော့ဖြစ်ကြံတော့တာပေါ့လေနော်အဲတော့じゃအဲ့လိုမျိုးအနေထားမှာသာသူ့ကိုသူသူအဆုံးစီရင်သွားတယ်အခေါင်းဆောင်တယောက်အသုံးမကျတာကြောင့်မလို့ပေါ့နော်မိသားစုတွေမှာဒုက္ခရောက်တာပေါ့နော်ယောက်ျားဖြစ်သူရဲ့ဆုံးဖြတ်ချက်မှားယွင်းမှုတွေကြောင့်မလို့မိသားမိသားစုတွေလည်းဒုက္ခရောက်ရတယ်လက်အောက်ငယ်သားတွေလည်းဒုက္ခရောက်ရတယ်ပေါ့နော်အဲ့ဟာကိုဒါကျွန်တော်တို့တွေ့ရတယ်ဒါပြောပြချက်ရဆိုရင်သူကမြေပြင်နဲ့ ဒီအပေါ်မှာနဲ့ပေါ့နော်အဲသူတို့ဒီလူကြီးတွေကိုတင်ပြနေပါတယ်ဆိုတော့အချက်လက်တွေနဲ့တကယ်မြေပြင်ကလက်ရှိဖြစ်နေတဲ့အနေအထားတွေနဲ့ကလုံးဝတခြားစီပဲတဲ့အဲအဲ့တော့တော်တော်လေးကိုအချင်းနေဆိုရတဲ့အနေအထားကိုသူတို့ရင်ဆိုင်နေရတယ်ပေါ့နော်အဲပြီးတော့ကျတော့အဲအဲ့နေရာကိုသူတို့သွားရတယ်ဆိုတဲ့ပုံစံကလည်းသူတို့ကနိုင်တဲ့ပုံစံမျိုးနဲ့တိုက်ပွဲအောင်မြင်တဲ့ပုံစံမျိုးနဲ့သွားရတာမဟုတ်ဘဲနဲ့အောက်ကနေပြန်ဝင်ရတာဖြစ်တဲ့အတွက်အကုန်လုံးကကြောက်လန့်တကြားဖြစ်နေကြတယ်ပေါ့နော်အဲဥစ္စာကလည်း အဲတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ဂျင်းနဲ့ဆရာတစ်ခုနေနေတော့ရှိတာပေါ့လေနော်အဲဒါပေမဲ့တစ်ခုရှိရာကစစ်တပ်ကအဲ့လိုပဲဒါခေါင်းလေးဝင်ပြရစီကိုလေးဝင်ပြရစီပုံစံမျိုးတွေတော့လှုပ်လာနိုင်ခြင်းရှိတယ်အဲပြောရရင်တော့ဒါဒီပွဲကတရုတ်ကပဲအမျက်ရတယ်ပေါ့နော်အဲပထမဆုံးဒါစစ်ကောင်စီကိုဒါလုံးဝဒါလာရှိုးကနေပြီးတော့ကင်းစင်အောင်လှုပ်လိုက်တယ်အပြီးလဲပြီးတော့စစ်ကောင်စီကိုပြန်ဝင်ခွင့်ရအောင်လှုပ်လိုက်တယ်တော်လိုင်းတက်ဖွဲ့တွေ ုယ့်လက်ကိုယ်ချင်းမဖြစ်အောင်လို့ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်လိုက်တယ်။ power balance ကိုညှိပလိုက်တယ်ပေါ့နော်။ညှိပလိုက်တဲ့အချိန်မှာခုနလိုအဲသူကပဲဂျားတွေကနေအမျက်ထွက်တဲ့ပုံစံမျိုးနဲ့ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ last show ပြန်လွှဲပြောင်းမဲ့ဟာကိုသူကတော့စောင့်ကြည့်တယ်ဆိုတဲ့ပုံစံမျိုးတွေကစားဝင်ရောက်ဆော့ဖက်တာမျိုးတွေရှိလာတယ်။အဲ့တော့ PR တွေကတော့မနေဘူးပေါ့နော်။အဲ့တော့ဟိုတစ်ဖက်ကအဲဥစ္စာအောင်မှဒါဒီစစ်တပ်ကိုထောက်ခံတဲ့ကောင်တွေကဒါကိုသူကအဲတနက်တစ်ချက်တောင်ဖောက်စရာမလိုဘဲနဲ့ပြန်ရအောင်လုပ်နိုင်တယ်လို့ဘာလို့ပြောနေတာမြေပြင်မှာကခုနလိုအခြေအနေဖြစ်နေတာသူတို့မသိဘူး ရတာလည်းစနစ်ရက်ွက်တော့ရတာပေါ့နော်ဒါပေမဲ့နောက်လာနိုင်တဲ့အဲအနေထားတွေအရေးအယောင်တွေကိုတော့ကျွန်တော်တို့တပ်ဖွဲ့တွေကကြိုတင်ပြီးတော့ပြင်ဆင်ထားတာမျိုးတွေလုပ်တင်တယ်လုပ်လဲလုပ်လိုက်မယ်ပေါ့နော်ဒါကတော့တေချာပေါက်ပါပဲအဲဘယ်လိုပဲဖြစ်ဖြစ်ဒီ PR မျိုးတွေခံရပြီဆိုတဲ့အချိန်မှာကျွန်တော်အခြားနေရာကတပ်ဖွဲ့ဝင်တွေအခြားနေရာကတပ်ဖွဲ့ကြီးတွေကပို့ပြီးတော့စစ်ကောင်စီပြုတ်ကြနိုင်မှုအတွက်ကိုစူးစမ်းတာမျိုးကအဲဒီချိန်မှာအဖြေလို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးလည်းအခုဆိုဖြစ်လာနေတယ်နေရာအဆုံးဒေသအဆုံးမှာဒီရက်အတွင်းမှာပေါ့နော်လောကကျွန်တော်တို့လည်းမနာရအောင် ဘာလို့လဲဆိုတော့ဒါတရင်ကောင်းတွေအများကြီးရှိနေအောင်ရှိနေအောင်ပြည်သူတွေခွန်အားရစေချင်ဒီဟာတွေကလောက်ကြံပြီးပြောနေရမှာမဟုတ်ပြည်ပြည်မှာဇက်တိုက်ဇက်တိုက်အောင်မြင်မှုတွေရနေတာအဲအကြောင်းလို့လဲဒါကျွန်တော်တို့အခုလိုမျိုးဒါပြောနေရချင်းဖြစ်တယ်ဗောနော်အဲ့တော့အခြားအဖွဲ့တွေကလည်းအခုလိုမျိုးစူးစမ်းလာပြီဆိုတဲ့အချိန်မှာအောင်မြင်မှုတွေရှိတယ်ပြီးရင်ဒါအခုစကိုင်းဘက်မှာဆိုလဲဒါအင်အား90ပါလဲစစ်ကြောင်းအဲအဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတီးထုတ်လိုက်တာဗောနော်တီးထုတ်လိုက်တဲ့အချိန်အခု25ဦးထက်မနည်းသေဆုံးတယ်ဗောနော်လုံးဝကိုဖျို့ဖျက်ဖြစ်သွားတဲ့ပုံစံမျိုးအင်အား90ပါလဲစစ်ကြောင်း25ယောက် ပြင်းခံရတယ်ဆိုတော့ကျန်တဲ့ဒဏ်ရာရပါညာနဲ့ဆိုတော့ဒီကောင်းလေးဘယ်တော့တော့မှပြိုပြဲဖြစ်သွားမလဲပေါ့နော်ဒါပေမဲ့အဲဥစ္စာကိုသူကအထိနာလို့ဆိုပြီးတော့အခုစစ်ကြောင်းပြန်ထိုးရရောရှိတယ်ဒါတွေကိုလည်းတပ်ဖွဲ့တွေကပြင်ဆင်ထားလိမ့်မယ်လို့ယုံကြည်ရပါတော့အဓိကပြည်သူတွေကယူဆိုင်ကြစီခြင်းနဲ့ဒီကောင်းလေးကမနိုင်နိုင်ရမဲတယ်ပေါ့နော်ပြီးတော့မီးရှို့တဲ့လှုပ်တယ်လှုပ်တယ်လက်နက်ကြီးပြတဲ့ဟာတွေလှုပ်တယ်ဘုံကျဲတဲ့ဟာတွေလှုပ်တယ်ဒါကြောင့်မလို့ဒေသခံပြည်သူတွေအနေနဲ့ကတော့ခုနလိုစစ်ရဲ့အငွေသက်တွေအရေးရောင်နေမြင်လာပြီးဟိတ်ဆိုရင်တော့လွတ်ရကြွရအောင်ကျွန်တော် ရှောင်ကြဖို့အတွက်ဒါဒေါ်လိုင်းတက်ဖွဲ့တွေကလည်းတောင်းဆိုနေကြရရှိတယ်ပေါ့နော်အဲအောင်မြင်မှုတွေရဖို့အတွက်ကသူတို့တွေစူးစမ်းမယ်တန်းနိုင်တဲ့နေရာတွေကနေပါဝင်ပေးကြပါဆိုပြီးတော့တောင်းဆိုထားတယ်လည်းရှိတယ်ပေါ့နော်အဲ့ဖြစ်စင်မှာဆိုလဲဒါမှတ်တမ်းတပ်ပုံတွေကိုကြည့်တဲ့အခါမှာစစ်တပ်ရဲ့ဖြိုဖျက်ဖြစ်နေပုံကြီးကတကယ်ကိုအကြီးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲဒီမောက်ခုံကြီးတွေအိတ်နေကြတယ်ပလက်ကြီးတွေအိတ်နေကြတယ်ကွေးကွေးကောက်ကောက်တွေအိတ်နေကြတယ်ဆက်ငင်ဆက်ငင်တွေဖြစ်နေကြမသေးမရှင်းလုံးဝငုတ်တုတ်လေးထိုင်ပြီးတော့စစ်သားလို့တော့ပြောလို့မရတဲ့အနေအထားဖြစ်နေတယ် ပုံစံမျိုးတွေအများကြီးတွေ့ရတယ်။အဲ့ထဲမှာဆိုရင်ဒါတို့ပုံစံမျိုးစုံပေါ့နော်။ပြီးရင်ကဏ္ဍစုံပါလာတယ်ဆိုတော့တွေ့ရ။စစ်သားရင်မှာမဟုတ်ဘူးရဲတွေလည်းပါတယ်။ပြီးရင်ပြည်သူစစ်တွေလည်းပါတယ်။အဲ့လိုအဲ့အဲ့လိုပုံစံမျိုးနဲ့တို့တွေစစ်ကြောင်းထိုးနေရတယ်။ သူတို့တွေတိုက်ပွဲဝင်နေရတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးစူပေါင်းဆက်ပေါင်းပုံစံမျိုးနဲ့တိုက်ရင်သူတို့ကတော်လိုင်းတက်ဖွဲ့မဟုတ်ဘူးဗျာသူတို့ကစစ်ကောင်စီကခိုင်းသမျှလုံနေတဲ့ကောင်တွေဖြစ်တဲ့အတွက်ဗောနော်ခုနအောင်မြင်စရာအကြောင်းမှမရှိဘူးတော်လိုင်းတက်ဖွဲ့တွေစူပေါင်းပြီးတိုက်လို့ငါတို့လည်းတော်လိုင်းတက်ဖွဲ့တွေလို့အောင်မြင်မှုရမယ်လို့လာမတွေးနဲ့မင်းတို့ဘက်ကကောင်တွေကစိတ်သက်တွေကရုပ်ညံ့နေဗောနော်အဲအားကြောင့်မလို့အခုလိုမျိုးအရှုံးနဲ့ပဲတောင်းချောက်ရင်ဆိုင်ရမှာပဲဒါကလည်းတကယ်အောင်မြင်မှုပဲเนาะနောက်တစ်ခုကတော့ဒါကြောင့်ချောင်းဦးမြို့မှာရဲစခန်းကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရတယ်ရင်တန်းကိုမိုင်းဆွဲပလိုက်တယ်ဗောနော် ဲ့ဒါကဘာလို့သူကထွက်လာလဲဆိုတော့အဲ့စစ်ကြောင်းကသူကဒီမုံရွာကနေထွက်လာမယ်ပေါ့နော်စစ်ကြောင်းသွားမယ်မုံရွာကနေထွက်လာတဲ့အဖွဲတွေကိုသူကလမ်းမှာလုံခြုံရေးယူပေးဖို့အတွက်ထွက်လာတာပြောရရင်တော့မုံရွာထွက်တဲ့ဒါစစ်ကြောင်းကိုလုံခြုံရေးယူပြီးတော့လမ်းမှာဘာမှမဖြစ်အောင်စောင့်ရှောက်ဖို့သူကအရင်ဆုံးကင်းထွက်တာအရင်ဆုံးဒါလမ်းလုံခြုံရေးလှုပ်တာပေါ့နော်ဒါပေမဲ့အဲ့အဖွဲကအရင်ဆုံးကြိုပြီးတော့ပြင်းခံနေရလုံခြုံရေးတစ်ဖြစ်အောင်လုံခြုံအောင်လုပ်ပေးမယ်ဆိုတဲ့ကောင်တွေကိုယ်တိုင်ကမလုံခြုံတော့ဘူးပေါ့နော်အဲ့ဒီနေသားမျိုးတွေနဲ့အခု ဇက်တိုက်စောခံနေရရှိတယ်။အဲအဲ့မှာလဲဒါတပ်ဖွဲ့တောင်းဆိုတာပေါ့နော်။အဲအဓိကတော့ဒီစစ်ခွေးကားတွေပေါ့နော်ဒီလိုကားတွေဒီစစ်ခွေးတွေနဲ့အဝေးဆုံးမှာနေနိုင်သမျှနေစေချင်တယ်ပေါ့နော်ဒီကောင်နေနဲ့ဝေးဝေးလည်လည်မှာပဲနေပါလုံးဝနီးကပ်သွားပြီးဆက်ဆက်တာမျိုးတွေမလုပ်ပါနဲ့တက်ကိုထောက်ခံတဲ့ကောင်တွေဘုံမတွေကတော့တမျိုးအဲ့ဒါတွေကတော့ပြောမရဘူးပေါ့နော်ဒါမဲ့ဒါဒေါ်လန်ပြည်သူတွေအနေနဲ့ကတော့အဲ့လိုကောင်မျိုးတွေမြင်ပြီးအရေးအယောင်တွေ့ပြီးဆိုတာနဲ့လုံးဝဝေးဝေးလည်လည်သာရှောင်ပါဘာဖြစ်လို့လဲဆိုတော့ဒေါ်လန်တက်ဖွဲ့တွေကကျုံးပါပါပေါ့နော်အဲ့တော့ အဲတက်နိုင်တဲ့ဘိုင်းနေရာနေပြီးတော့ကျွန်တော်ပါဝင်တာမျိုးနဲ့လည်းကုညီကြစီခြင်းနဲ့ပေါ့နော်အဲနောက်တစ်ခါကျတော့ဒါကိုယုံမစစ်ချောင်းကိုပေါ့နော်ဒါပိတ်ဆို့တိုက်ခိုက်စစ်တပ်ဘက်မှတေဆုံးထိခိုက်တာတွေအများကြီးရှိတယ်ဘယ်နာပဲဖြစ်ဖြစ်ကြည့်လိုက်စစ်တပ်ဘက်ကလုံးဝထိကနေဟိတ်ဆို꽌ပြီးသားပဲအဲ့လိုမျိုးပုံစံမျိုးအနေထားဖြစ်နေတယ်စစ်သားအဖြုအချို့ကတဲ့အလံပြူထောင်တဲ့ချိန်မှာစစ်ကောင်စီကလက်နက်ချတယ်ဆိုပြီးတော့ဒါလုံးဝလေရင်နဲ့လိုက်ပြီးတော့ဘုံကျဲတယ်ဒါအဖြစ်မှန်ဒါတကယ်ပြောတာအဲ့တော့ဒီ စစ်တပ်ဘက်ကနေပြီးတော့ဗောနော်မနိုင်လို့လက်နဲ့ချမယ်ဆိုရင်တော့မှတိုးတိုးတိတ်တိတ်ချရမယ်ပုံစံဖြစ်နေတာဗောနော်အဲဒါကြောင့်တပ်ဖွဲ့တွေဘက်ကတော့လမ်းဖွင့်ထားပါတယ်ဒါပေမဲ့ဖြစ်နိုင်ရင်တော့တိုက်ပွဲမဖြစ်ခင်မှာကိုပဲဒါခုနလိုဆက်သွယ်ပြီးတော့လာစေချင်တယ်ဗောနော်အဲ့ဒါဆိုရင်တပ်ဖွဲ့တွေရဲ့ကူကကဲရတဲ့အပိုင်းမှာလည်းအနေကင်းတယ်ဗောနော်ဘာတော့ဆိုရင်ဒါဒီကောင်တွေကကိုယ်တိုက်မဲ့ကောင်တွေအဲ့ကောင်တွေကိုကင်ရင်လည်းကိုယ့်ထပ်ဖွဲ့တွေထိတယ်ဆိုတော့ဒါမမိုက်ဘူးလေနော်အဲ့ဒါကြတော့အဲခုနကလို့အဲတိုက်ပွဲမဖြစ်ခင်မှာမင်းတို့အဲ့လိုမျိုးရည်ရွယ်ထားတဲ့ဟေ့မင်းတို့လက်နက်ချဖို့ဆုံးဖြတ်ထားတဲ့ဟေ့ဆိုရင် တပ်ဖွဲ့တွေစီကိုကြိုပြီးတော့ဆက်သွယ်ပြီးတော့ဒါကလည်းဒါအလင်းဝင်လိုက်ပေါ့နော်အဲ့ဒါကပို့ပြီးတော့အန်နေကင်းတယ်နံပါတ်လုံးအန်နေကင်းတယ်အခုလိုမျိုးတိုက်ပွဲဖြစ်ပြီးမှအထိနာပြီးမှမင်းတို့လက်နက်ချမယ်လို့စဉ်းစားရတယ်ဆိုရင်မင်းတို့ဘဘကြီးကျဲတာနဲ့တွေကိုပဲမင်းတို့တွေအန်နေများတယ်ပေါ့နော်အဲ့ကြောင့်အဲ့လိုပုံစံမျိုးမဖြစ်ဖို့အတွက်ကိုစောစောစီးစီးမှာအလင်းဝင်မှာလက်နက်ချပါအဲ့ဒါကကိုယ့်ရဲ့မိသားစုကိုလည်းပြန်ပြီးတော့ကြည်ရရောက်တယ်ပေါ့နော်ဘာမဟုတ်တဲ့ဒီလူတစုကြောင့်မလို့နိုင်ငံကိုအုပ်ချုပ်ချေလှယ်ခြင်းနဲ့စိတ်နဲ့ပေါ့နော်ကိုကျိုးရှာခြင်းနဲ့စိတ်နဲ့ခုလိုမျိုးမတရားအာဏာရယူထားတဲ့ကောင်တွေအတွက်နဲ့အသိမကန်တဲ့ နော်ကိုယ့်ရဲ့မိသားစုဘဝဆိုတာအရန်တန်ဖို့ရှိတယ်ဗောနော်အဲအကြောင်းမလို့ဒါခုနလိုမျိုးလောက်ရက်မျိုးတွေဆိုရင်ဒါအနေကင်းအောင်အတွက်တပ်ဖွဲ့အတွက်ကိုလည်းစဉ်းစားပြီးတော့လောက်ကြစီခြင်းတယ်အဲပြီးတော့ကိုမိသားစုအတွက်ကိုကိုစဉ်းစားစီခြင်းတယ်ဘာဖြစ်ဖြစ်တရထက်မှာသတင်းကောင်းတွေကအများကြီးရှိတယ်ဇက်တိုက်ဇက်တိုက်လာမဲ့သတင်းကောင်းတွေလည်းရှိသေးတယ်ကျွန်တော်တို့အောင်ပွဲခံရမဲ့သတင်းကြီးတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်